မင်္ဂလာပါလေးလုံးခွေမွေးကနန်းမမင်းကြမှာပါနော်လေးလုံးခွေမွေးကနန်းဒီပါလေသူကစီနီယာကိုအကြီးကနေအငယ်ယူသွားတာမမီးတယ်နော်အရင်တစ်ပတ်ကပြခဲ့သေးတယ်ခုလာမဲ့26 ရက်6လကနေပြီးမှ3ရက်10လအထိမွေးရမယ်9ရက်စာလေးလုံးခွေမွေးကနံပေါ့နော်တည်တယ်လို့ကတော့တည်မယ်မတည်သေးတဲ့လူကကျွန်တော်နဲ့အတူတူကြည့်မယ်နော်အမှ6ငါအပေါင်းတော့တည်တည်ထငယ်ကတုံးရတုံးရတဲ့ငယ်တော့ကိုရှစ်ခွန်းအဲ့လိုလေးလုံးယူမယ်နော်တေတုံးရကိုရှစ် လေးလုံးပဲယူမယ်เนาะခွေပူပါတေတုံရကိုရှစ်ခွေအပူပါရှစ်တထွဲ့တယ်ရှစ်အပူထွဲ့တယ်ရှစ်တုံရထွဲ့တယ်เนาะအဲ့မှာနေတစ်အပေါင်းတော့3 3နေတစ်တုံရတဆယ်ထွဲ့တယ်တုံရ3ထွဲ့တယ်တုံရနေထွဲ့တယ်เนาะတုံရနေအပေါင်းနေနေတစ်တုံရ5ပါထွဲ့လဲ တင်တုံညထွက်တယ်။နေတင်နေဆိုတော့ထွက်တယ်။ဒါမဲ့ရှစ်နှစ်ဆိုတော့တုံညနော်။တုံညကိုရှစ်ခွန်ခွေမဲ့တုံညခွန်ထွက်တယ်။တုံညကိုရှစ်ခွန်ဆိုတော့တုံညခွန်တလုံးထွက်ပြီတယ်နော်။တစ်ခွန်ဆိုတော့ရှစ်ရှစ်ခွန်ချောင်းငါရှစ်ခွန်ချောင်းငါပါထွက်တော့ရှစ်ငါထွက်တယ်နော်။ ရှင်သာဆိုတော့ထဲတယ်အဲခွန်တစ်အပေါင်းတော့ရှစ်ရှစ်ခွန်ချောင်းကသူလဲရှစ်ခွန်တချောင်းကခွန်ခွန်ရှစ်ထဲတယ်ငါအခုထဲတယ်โอเคနှလုံးထဲနော်ငါတုံညငါ၄၃ညငါ၄၃ညအောင်ငါနေထဲတယ်နော်အမှငါနေအပေါင်းတော့ခွန်ခွန်ချောင်းငါ၄ ခွန်ချောက်ထဲတယ်။အော်ဆိုလို့မဆိုထွက်ပြီ။တုံညာငါအပေါင်းတော့ငါ၅၄၃နိငါနိနိငါဆိုတော့ထွက်ရနော်။နိငါအပေါင်းကခွန်ခွန်ချောက်ငါလေးငါခွန်ထွက်တယ်။ခွန်လေးထွက်တယ်နော်။ခွန်လေးအပေါင်းတော့တစ်တေတုံညာ၉၈ တိတ်တုံငယ်ကိုရှင်းဆိုတော့ရှင်းတစ်ထွက်တယ်ကိုရှင်းထွက်တယ်ခုံခုံအပေါင်းတော့၄၄3 1 4 3 1နဲ့အပူဆိုတော့ထွက်ရနော်အပူပါယူရမှာနော်လေးလုံးခွေဆိုတော့နဲ့အပူထွက်တယ်နဲ့6အပေါင်းက8 8ခုံ6 5 8ခုံထွက်တယ်ဟုတ်တယ်နော်အဲ3 9အပေါင်းတော့နဲ့ နေတေတုံညကိုနေတုံညထွဲ့တယ်တစ်ကိုထွဲ့တယ်နေတစ်ထွဲ့တယ်ရှစ်ရှစ်ပေါင်းတော့6 6 5 4 3 4 3ထွဲ့တယ်4 5ထွဲ့တယ်အဲ4 5နှစ်ခါသုံးထွဲ့တယ်နော်အဲ4 5နှစ်ခါထွဲ့ရင်တော့ပတိကြရင်ရှစ်ပတိတာမွေးပြ4 5တူနေတယ်နော်ဒီမှာ4 5 4 5တက်ရှစ်ပတိထွဲ့တယ်ရှစ်ပတိ လာမယ်ပါတိုင်တော့မွေးပေါ့နော်အဲ့မှာဒီမှာလာမယ်နောက်တစ်ပတ်29ရက်ကနေစပြီးတော့3ရက်နေမွေးရမယ်ကဏ္ဍကဒီ6နဲ့3ရက်ပေါင်းနှလုံးပေါင်း6ဖြစ်တဲ့အတွက်ကြောင့်6 5 4 3မွေးမယ်နော်6543 3456ပေါ့နော်3456ခွေပူပါခွေပူပါမွေးမယ်နော်သူရဲ့ပေးပုံကအလိုပေးနေလို့နော်ပူပါမွေးမယ်အလုံးပဲကံကောင်းကြပါစေအရင်တပတ်လိုပဲအဖွင့်နဲ့မှာထွက်ပါစေထိုးမိတဲ့ရက်မှာထွက်ပါစေထိုးတဲ့ရက်မှာထွက်ပါစေ ားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ